ဟုတ်အကုန်မင်္ဂလာပါရှင်။အညီမတို့ CJ platform ရဲ့သတင်းတောင်းနွယ်နွယ်ပါရှင်။ဒီပထမဆုံးအနေနဲ့ပေါ့နော်။ဒီငလျင်နဲ့အเจ้าပျော်ပွဲမြို့မှာပေါ့နော်။မြို့ရဲ့ဘလောက်ရာဂိုင်းတော့အထိထိခိုက်ပျက်စီးသွားလိမ့်ရှင်။ဒါအပြင်ဟိုဒီမြို့ရဲ့လူရည်ထိခိုက်မှုနဲ့သေဆုံးမှုအခြေအနေတွေကရောရှင်။ဟိုကျွန်တော်တို့မြို့အနေထားရတယ်လို့ရှောက်တဲ့ရာဂိုင်းတော့ကျွန်တော်ပျက်စီးသွားတယ်ပြဟုတ်။ကျွန်တော်ကျွန်တော်တို့ဒဏ်ရာရသူကကျွန်တော်ဒဏ်ရာရသူကလူ900ကျော်လောက်ရှိတယ်ပေါ့နော်။ဒီဆုံးသူကတော့အခုလက်ရှိကျွန်တော်နေရတော့ မင်းအကြောင်းမင်းနဲ့တင်ကြော်လို့ပြည်ပြဒီနေ့ဆိုရင်အာအေဗီလာတရက်နေ့လည်းရှိပြီဆိုတော့ဒီငလျင်လောက်တာငလျင်တန်ခံရတာ9ရက်မြောက်နေ့ရှိသွားပြီပေါ့နော်အကိုဆိုတော့ဒီအခြေအနေမှာအကိုဟိုအကိုပြောတဲ့အတိုင်းဆိုရင်ဒီဂေဆေကြီးကလည်းအများကြီးမလုံနိုင်သေးဘူးပေါ့နော်ဆိုတော့အာဒီလိုအခြေအနေမှာဆိုလို့ရှိရင်နောက်ထပ်သေဆုံးမှုတွေရောထပ်ပြီးတော့တိုးနိုင်သေးလားအကိုဟုတ်ကဲ့တိုးလာနိုင်ပြီရှိပါသေးတယ်ဗျဘာလို့လဲကျွန်တော်တို့အခုလုံးဝမှ မကယ်သေးရသေးတဲ့နေရာတွေရှိသေးတယ်ဗျာအားတော်မူပါကိုကြီးကယ်ဆယ်ရေးလုပ်ငန်းတွေမှာရောအင်အားလုံလောက်မှုရှိရလားဒါမှမဟုတ်အာဘယ်လောက်အတိုင်းအတာထိလိုအပ်မှုတွေရှိနေလဲရှင်ဟုတ်ကဲ့လိုအပ်မှုတွေကတော့တော်တော်ရှိပါတယ်တော်တော်ရှိတော့ကျွန်တော်တို့မျိုးကယ်တွေဆိုတော့ကျွန်တော်သိတယ်ဒီအခြေဖြစ်တဲ့နေရာကျွန်တော်လည်းကျွန်တော်တနားကြီးကြော်ကြော်လောက်မှဖြစ်ပြီးတော့အဲ့ဒီအိုက်ကလာဒီကိုကျွန်တော်ကယ်ဆယ်ရေးတွေပါညာတော့မလုပ်ရသေးဘူး နောက်မင်းမမခင်းစီဦးတော့မှကျွန်တော်တို့ဟိုလောက်ပဲရှိသေးတယ်ဒီကျွန်တော်ကဲကဲရေးမိသက်ဆောင်တာထွက်တာဆိုရင်ဟိုခုနကဒီခွဲလောက်မှဒီတော့ထွက်တာဒီကျွန်တော်တို့ဒီကဲကဲတဲ့နေရာကိုတော့နောက်ပြီးတော့ကျွန်တော်အရေးပေါ်ကဲကဲရမယ့်ရှင်ဦးတို့ကကျွန်တော်တို့ကဲကဲရေးပုံစံနဲ့မတူဘဲနဲ့ဂျုံသွားဂျုံပြန်နဲ့တူနေတာမနေ့ကဟိုခုခွဲလောက်လာတယ်ညနေတော့ကျွန်တော်တို့ခုနကဒီခွဲလောက်ဆိုတော့ပြန်တိတ်သွားပြီတို့ကတကယ်တမ်းကျွန်တော်တို့ကံပေါ်သားဗန်ဒီမှာကျွန်တော်ပြိမိနေတာပြီးတူရဲ့ဝင်တဲ့ရကျွန်တော်တို့အများကြီးရှိတယ် အဲ့ဒါကျွန်တော်တို့က24နာရီကျွန်တော်တို့ကဲဆယ်ပြီးကျင်တာမလို့အဲ့ဒါကိုအဲ့လိုကြီးလက်တော့မကဲဆယ်ပြီးပဲနဲ့ကျွန်တော်တို့ဟိုဂျုံသွားဂျုံပြတ်နေပုံစံမျိုးပေါ့နော်ကျွန်တော်အဲ့လိုကင်းမိုင်းဟိုခုနိုင်တော့လာတယ်နေ့နေ့တော့ခုခွဲလောက်ဆိုမှောင်ပြီးတို့ပြီးတို့ကဲဆယ်ကြီးရပြန်နေတိတ်ပါတယ်ပေါ့နော်အဲ့အဲ့လိုအကြောင်းကျွန်တော်တို့အတိုက်ရှင်နေတဲ့လူတွေကမရှင်ဘူးပေါ့နော်အဲ့လိုကြီးတော်တော်များများရှိတော့ပါတယ်ဟုတ် မြေပြင်မှာကံမောစာဘန်ပြိုကျမှုကြောင့်ပေါ့နော်ပိတ်မိသွားတဲ့လူတွေကိုအာဖြစ်ဖြစ်ချင်းပြိုကျတဲ့အချိန်ကနေဒီနေ့အချိန်အထိပေါ့နော်ကယ်ဆယ်မှုအခြေအနေတွေကိုပြပြပေးလို့ရနိုင်မလားရှင်ကျွန်တော်တို့ဒီခုနကကျွန်တော်ပိတ်မိလို့ကကျွန်တော်တို့အဲ့ဒီဘေးမှာအပြင်ပရာဟိကလူတွေဒီခုနကရှိတယ်ပြင်ပရာဟိကလူတွေကဝန်ကယ်မှုပါဘောနော်အဲ့ဒီမဲ့သူကဘန်ဖြစ်တဲ့အတွက်ဘောနော် ငွေကြေးလုံးတုံကြီးပေါ်ဆိုစာချုပ်ကတန်းလုံးတုံကြီးရဆိုပြီးတော့အပြင်လူတွေကိုလုံးဝပေးမလို့ပြန်ပြရဖို့ပြင်းတော့ပေးမလို့ဒီနေ့သူမီဒီယာဖွဲ့ရဲ့နော်မီဒီယာဖွဲ့ရဲ့ဒီညညနေရလုံးတုံကြီးဖွဲ့ဒီတော့ပဲသူကပုံစီးကြပြီးတော့လုံးကြတာပေါ့နော်အဲ့ကြတော့ကျွန်တော်တို့အပြင်လူတွေကဟိုကဲတဲ့ပြားကြဖွဲ့ကြီးကဝင်ကယ်လို့မရဘူးပေါ့နော်ခွင်တောင်းစီပါကြီး ခုနောင်ကြည့်နေကြအောင်မရတာကမ္ဘောဇဘန်အပြင်ဟောပေါ့နော်အာတရက်တလောက်အကိုပြောသွားတဲ့ထဲမှာဆိုလို့ရှင်မြို့က60ရာခိုင်နှုန်းလောက်ပျက်စီးသွားတယ်ပေါ့နော်ဆိုတော့တခြားသောပျက်စီးသွားတဲ့နေရာတွေကဒီကေဆယ်ရေးအဖွဲ့တွေကကိုကြီးကေဆယ်မှုတွေလှုပ်ဆောင်ပေးတာမျိုးရှိသေးလားရှင်ဟုတ်ကဲ့ကျွန်တော်ကျွန်တော်ဒီအရလောက်ကတော့ကြည့်ဦးပြကျွန်တော်ဒီအဲကျွန်တော်ကမ္ဘောဇဘန်ကမ္ဘောဇဘန်ကျွန်တော်ဆမ်းမရပေါ့နော် ဒီကံမောသားဖန်နေနေရှင်းလိုက်မှရှိတယ်ခမ်းမရဒီနှစ်ခုလောက်ပဲတို့ကြီးစုတယ်ဘုံတို့ကြီးစုပြီးပြန်သွားတယ်ကျွန်တော်ကံမောသားဖန်လည်းကြီးခဲ့လာတယ်တို့ကြီးခဲ့နာယကနာယကဥဝဝင်ဆိုတော့ဒီလာတယ်သာပြီးတော့သူကျွန်တော်တို့ဟိုဒီအပြင်ကလူတွေကိုကဲထုတ်ခွင့်မပေးပါဘူးသူကဒီစာချုပ်ကလည်းငွေတွေကိုဟိုဒီလောက်ကိုဖောက်စစ်တယ်ပေါ့နော်အဲဖောက်စစ်ပြီးတော့ပြန်လာတာပါဗျာညိုကန်ကဲဆယ်ရဲ့အပြင်ရောကိုအဲတခြားသောမျိုးတွေကနေပြီးတော့ကဲဆယ်ရဲ့တွေလာရောက်ကူညီနေရမျိုးတော့ရှိသေးလားရှင် ကျွန်တော်တို့တရားတော်ကတော့ကျွန်တော် BNR လာတယ် BNR လာပါတယ်ဗျ BNR လာတယ်နောက်ပြီးကျွန်တော်အောင်ပန်းကအောင်ပန်းအဖွဲ့ကြီးတစ်ခုလာပါတယ်အောင်ပန်းအဖွဲ့ကြီးတစ်ခုကကျွန်တော်ဒီပန်းထဲမှာတိတ်မိမိကြီးတော့နှစ်ရက်မြောက်နေမှာသူကကလေးတယောက်ကိုသူကကယ်ထုတ်နိုင်ပြီဗျအဲကလေးတယောက်ကိုကယ်ထုတ်နိုင်ကြောဆက်လက်ပြီးသူတို့ကယ်ဆယ်ရေးတွေကိုလှုပ်ရှားမယ်သူတို့ဘာလို့လှုပ်ရှားလဲချိန်မှာဒီမျိုးနဲ့ကယ်ဆယ်ရေးဖွဲ့ကတော့အဲသူတို့ရဲ့ဟိုတာပြီးမှုတွေကြောင့်ပေါ့နော်အောင်ပန်းကယ်ဆယ်ရေးဖွဲ့ကတိတ်ပြီးတော့ ဟိုလုံးချင်ဘာလုံးနိုင်သွားမရခဲ့ဘူးဘုံတော့အဲ့ဒါနဲ့ဒီအွန်မိုင်းအကျွန်တော်အွန်မိုင်းကတည်းကရေးဖော်ရကလေးတယောက်ကိုပဲကယ်ဆယ်ပြီးပြန်သွားပါလေပြအဲ့လိုရှိပါရောလက်ရှိမြေပြင်မှာကယ်ဆယ်လုံးနေတဲ့အချိန်မှာပေါ့နော်အဓိကလိုအပ်တာတွေကဘာတွေဖြစ်မလဲရှင်လက်ရှိကျွန်တော်ဆယ်ရန်တရားပေါ့နော်ဆယ်ရန်တရားကျွန်တော်တို့မြေကျူးရကျွန်တော်တို့ဂရဖိုးတွေရကျွန်တော်တို့ဒီမြေကားတွေတော့အဲ့ဒီကျွန်တော်ချောက်ပွဲဆက်တွေကိုကျွန်တော်အဲ့လိုဒီကလိုတယ် အဲ့ဒီတော့ကျွန်တော်လူနာတင်ခြင်းမလို့လူနာတင်ခြင်းမျိုးလည်းကျွန်တော်တော်တော်လိုအပ်ပါသေးတယ်။ဟုတ်ကဲ့ကိုကျန်ကြီးရဲ့ပြည်သူတွေရဲ့အခြေအနေတွေရောပြောပြပေးလို့ရနိုင်မလားရှင်။ဟုတ်ကဲ့အခုချိန်ဒီကျွန်တော်ငလင်းတန်းကြီးတဲ့အိမ်ကြီးရဲ့ပြည်စီရဲ့လူတွေကိုတော့ကျွန်တော်တို့ဟိုနေရာတစ်ခုပါပေါ်တော့နေရာတစ်ခုဖုံးကြောင်းတစ်ခုမှာကျွန်တော်ဒီတိုင်းနေရာပေးထားပါတယ်နော်။နေရာပေးထားပြီးအဲ့ဒီမှာလုပ်တဲ့ကျွန်တော်သမင်းနေဆန်နေစီဒီတို့ဒီကျွန်တော်မျိုးကံတွေကြွားပြီးတော့ ုလို့လိုက်ကြပါလိမ့်ဗျာ။ကျန်ကလေးပြည်သူတွေအနေနဲ့ရောဘယ်လိုမျိုးနေထိုင်စားသောက်နေကြရလဲရှင်။ဟုတ်ကဲ့မပြည့်မီပါဘူးကျွန်တော်တို့ပြောရမျိုးတစ်မျိုးလုံးကရေပြက်နေပါတယ်ကျွန်တော်တို့ရှိုးရေရောတောက်တုံးရေရောကျွန်တော်တို့ပြက်နေပါတယ်အခုလက်ရှိကိုကျွန်တော်ဒီမနက်ခင်းကိုကျွန်တော်တို့ကဒီ CBA ရေကားရေကျွန်တော်မိသားစုရေကားကျွန်တော်အကူအညီတောင်းစီပေးမယ်မရဘူးဗျာ။မရတော့ကြတော့ကျွန်တော်တို့အခုကျွန်တော်ဟိုပစင်းကောင်းခေါ်လို့ကျွန်တော်ထွက်လာဒီပေါ်တော့ဖလာကြီးဒီပေါ်မှာကျွန်တော်တို့ကောကောစီတွေကျွန်တော်တို့တင်ပြီးကျွန်တော်တို့ပို့ရပါလိမ့်ဗျာ ဲ့လိုမျိုးပေါ့နော်ဒီမျိုးကန်ရှိတဲ့ဖာတော့ဆန်လေးတို့ကျွန်တော်တို့စီဝိုင်းသမားကြီးချီကျွန်တော်တို့ဂျူနီယိုကွာယူယူပြီးအဲ့မယ်ကိုကားနဲ့ကိုအစီအစဉ်နဲ့အဲ့လိုမျိုးဒီပို့နေရပါလိမ့်ပြဟုတ်မြန်မာရဲ့အခြေအနေက60ရာခိုင်နှုန်းအထိပြက်စီးသွားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီစက်ပွေရဲ့အခြေအနေကရောမျိုးပေါ်မှာဘယ်လိုရှင်နေလဲရှင်။ဟုတ်ဟုတ်ကဲ့ကျွန်တော်တို့ဒီ internet ဆက်သွယ်ရတဲ့ကြောင့်ဖြစ်ဖြစ်ပြီးဒီကြောင့်နှိမ့်ချက်ကုန်ကျွန်တော်တို့ရှိတာ internet လုံးဝမရပါဘူးဗျာ။ internet လုံးဝမရတော့ကျွန်တော်တို့ ဟိုတခြားမျိုးတွေကလည်းကျွန်တော်တို့အကူအညီကောင်းမှုမလွယ်ဘူးဖြစ်သွားတယ်ခင်ဗျာနောက်ပြီးကျွန်တော်တို့မျိုးမှာဒီကားစီဒီဘောနောစီရောင်းတိုင်ပြီးစီရောင်းတိုင်ပြီးတော်တော်များများလည်းပြိပလိုက်တယ်ခင်ဗျာအဲ့ကြတော့ဒီကားကျွန်တော်တင်ဖို့ပါတင်ဖို့ကျွန်တော်တို့အကူအညီမှုကျွန်တော်တို့အခက်တော်တော်ကြီးတော့ပါတယ်ခင်ဗျာဟုတ်မျိုးကဒီ60ရာခိုင်နှုန်းအထိပြည့်စည်သွားတာဖြစ်တဲ့အတွက်ကြောင့်ဘောနောလျှင်စင်မီရရှိမှုအခြေအနေကတော့ဘယ်လိုမျိုးရှိပါလဲရှင် နေရာစီကတော့ကျွန်တော်အဲ့ငလင်ဖောက်ပြီးတော့ကျွန်တော်တန်သွားပြီးဆိုရင်မိတီရကျွန်တော်အခုဒီ9ရက်မြောက်နေ့ကြီးကိုကျွန်တော်လုံးဝမလာပါဘူးခင်ဗျာညီမမေးရထဲမှာမပါဝင်နဲ့ပေါ့နော်တခြားပြည်သူတွေကိုသိစေခြင်းနဲ့ဒီအကိုတို့ပျော်ဝယ်မျိုးပေါ်မှာဖြစ်နေတဲ့ပေါ့နော်အရေးကြီးတဲ့မြေပြင်အခြေအနေတွေရှိလို့ရှင်လဲဖြစ်ဆက်ပြောပြပါအောင်ရှင်ဟောဒီစားတော့ဖြစ်ဆက်ပြောပြနေတာတော့ကျွန်တော်တို့အခုကယ်ဆယ်ရေးလုပ်တဲ့ချိန်မှာပေါ့နော် 开的那东西嘛，有龙眼、百叶、榴莲、凤尾竹啦，还有龙眼、百叶、榴莲，都是因为这些东西，因为那山咪竹子，因为这些东西，有土哇，我前面那户嘛，古古开的那块地，土都土到嘛，都长不出米来咯。那古米子多，长出来穗又嘛，长出来穗又嘛，长出来穗又米高，米大，穗都嘛大。不然的话，长出来米会穗又嘛，长穗又多，结的西瓜也多。那古米子长出来瓜比米还大，长出来米嘛，穗嘛都老多，长出来那苦瓜、黄瓜呀啥。 ျွန်တော်တခြားမျိုးလိုလွှဲတာပေါ့နော်ကျွန်တော်အနည်းငယ်မှရှိတဲ့ရှမဲတင်လို့ကျွန်တော်မေးစီတာလိုလွှဲတာပေါ့ဘယ်လိုကျွန်တော်တို့အခုအရင်ကဖြစ်တဲ့ကာလတွေဆိုတော့ကျွန်တော်တို့ဒီပြောင်းမျိုးမှရှိတဲ့သေယုံကြီးကအာမကူရတော့ပေါ့နော်အဲ့တော့လူငယ်တွေကအဲ့ကျွန်တော်တို့အခုဟိုခံစားရတဲ့လူတွေကိုကျွန်တော်တွေးထွက်လို့မပြောဆုံးသွားတဲ့လူတွေလည်းတော်တော်များပါတယ်ခင်ဗျာ